ထိုင်းကမ္ဘောဒီးယားနှစ်နိုင်ငံပြည့်ရဲ့သဘောတူစာချုပ်ကိုဆိုင်းငံ့လိုက်ပြီလို့ထိုင်းဝန်ကြီးချုပ်ကနိုမာဆက်ရက်ကထိုင်းနိုင်ငံမဲဆောက်မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ထိုင်းကမ္ဘောဒီးယားစစ်ပွဲအတွင်းဖမ်းဆီးရမိတဲ့ကမ္ဘောဒီးယားစစ်သား18ဦးကိုပြန်လွှဲပြောင်းပေးဖို့ကိစ္စကိုလည်းရပ်ဆိုင်းနေလို့ဆိုပါတယ်။နိုမာဆက်ရက်ကထိုင်းကမ္ဘောဒီးယားနယ်စပ်ထိုင်းဘက်အချမ်းမှာထိုင်းစစ်သားတွေကင်းလဲ့နေခြင်းမြေမြုံပိုင်းနေမိပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ The Nation Thailand သတင်းဌာနကဖော်ပြပါဗျာ။ ထိုင်းစစ်သားတွေပုံမှန်ကင်းလဲ့နေကြနေရမှာဒီမြေမြုပ်မိုင်းပောက်ခဲ့တာဖြစ်လို့ကမ္ဘောဒီးယားဘက်ကမိုင်းတစ်ထထောင်ထားတာဖြစ်နိုင်ပြီးဒါဟာထိုင်းနိုင်ငံရဲ့လုံခြုံရေးကိုချိမ့်ချောက်နေတာဖြစ်လို့အခုလိုဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့လည်းထိုင်းဝန်ကြီးချုပ်ကပြောခဲ့ပါဗျ။လက်ရှိမှာတော့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးဌာနကတဆင့်ကမ္ဘောဒီးယားကိုကန့်ကွက်စာပေးပို့ထားတယ်လို့လည်းသိရပါဗျ။ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားကနယ်စပ်တိုက်ပွဲဟာဇူလိုင်လ24ရက်မှာစတင်ဖြစ်ပွားခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရွန့်ရဲ့ဂျားဝင်မှု အဲ့ဒီအချိန်ကအာဆီယံလက်ကျောက်ကတာဖြစ်တာဝန်ယူခဲ့တဲ့မလေးရှားဝန်ကြီးချုပ်ရဲ့ဂျားဝင်ဆက်ဆက်မှုတွေကြောင့်ဇူလိုင်လ28ရက်မှာပြည်ရဲ့သဘောတူညီမှုရခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ဒါပေမဲ့လည်းဇူလိုင်29ရက်နေ့မနက်အထိပြစ်ခတ်မှုတွေရှိခဲ့တယ်လို့သတင်းဌာနတွေကဖော်ပြကြပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ26ရက်ကမလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာနှစ်နိုင်ငံပြည်ရဲ့သဘောတူညီချက်ကိုသမ္မတထွက်နယ်တို့လက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီနောက်26ရက်အကြာမှာတော့ ထိုင်းနိုင်ငံကပြည်ရဲ့သဘောတူညီချက်ကိုဆိုင်းငံ့လိုက်တာလည်းဖြစ်ပါတယ်။